ပြည်သူ့ Radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဗျာတီကရှေးစမ်းမယ်ပြည်သူ့ Radio ပြည်သူ့ Radio နိုင်ငံသူနိုင်ငံသားအပေါင်းသူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခတွေကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြည်ပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဇွန်လ23ရက်နေ့မနက်ပိုင်းအထိ People's Radio မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ဒီစီစဉ်ကနေနားဆင်ရမယ့်တရင်အကြောင်းအရာတွေကတော့အယံမူပြီးကွန်းလာဝဲတဲ့တက်ကြက်ကြီးတူလက်နက်နဲ့အတူတောင်တာပကဖဖန်းစီရမိတဲ့တရင်ပေါန့်တယ်နနက်အစောစေးမှာဆိုင်ကယ်ဈေးတွေကိုလိုင်စင်စပြီးဖန်းစီတန်ရိုက်၄သိန်းအထိပေးဆောင်ရတဲ့တရင်နဲ့ပရရွာကဒေတာကန်အုပ်ကိုစစ်ကောင်စီတကဖန်းစီပြီးနေငိုလဲချိတ်ပိတ်ကဖြိုချဖြစ်စည်းတဲ့တရင်တွေအပြင်နိုင်ငံပြင်ပတရင်မီဒီယာတွေရဲ့တရင်ကောင်းထုတ်ချက်တွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ အရန်မူပြီးကွန်းလာဝဲတဲ့တက်ကြက်ကြီးတူလက်နက်နဲ့အတူတောင်တာပကဖဖန်းစီရမိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမလိုင်မြို့ပေါ်မှာအရန်မူပြီးကွန်းလာဝဲတဲ့တက်ကြက်တူကိုလက်နက်နဲ့အတူဖန်းစီရမိခဲ့တယ်လို့တောင်တာပကဖစီကသိရပါဗျ။ဇွန်လ22ရက်မနက်9:00နာရီလောက်မှာအရက်ဝတ်နဲ့တက်ကြက်ကြီးအောင်ဝင်းကိုဟာမလိုင်မြို့ပေါ်ရှိစားတောက်ဆိုင်ဆိုင်မှာရောက်ရှိနေတယ်လို့တရင်ကြားသိရတဲ့အတွက်တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲမေများက ျောက်ကြားအတွင်ယူကစောင့်ဆိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တက်ချက်ကြီးအောင်ဝင်းကိုဟာအရက်သေးစားတောက်စားပြီးကိုရလာဝဲချင်းအသင်းစောင့်နေတဲ့ပြည်သူ့ကာကွယ်ရဲမိများအဖွဲ့ကလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။သူနဲ့အတူ MA1 မျိုးစားလက်နက်တလက်5.56 G 250တောင်းတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဇွန်လ18ရက်နေ့ကလည်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာလမ်းမိုင်းစစ်ဆေးမှုပြုလုပ်နေချိန်ဘကိုးတိုင်းတာကရတက်မတော် အကြီးစားစက်ရုံတွင်တာဝန်ထမ်းဆောင်နေတဲ့တက်ကြွကြီးအောင်ဖြိုးကိုမြမစီးပွားရေးပန်ဆောင်မှတ်ပုံတင်ရင်မောင်းလိုင်စဉ်တမတားရွှေလက်စွပ်တကွင်းနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ကြံရှိနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့၎င်းတို့တရှိရနေရဟာတဖြည်းဖြည်းကျင်းလာပြီးဖြစ်တဲ့အတွက်သဘောပေါက်နားလည်ပြီးအလင်းဝင်ကြဖို့လိုအပ်ပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ဖန်စီရမိတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းစစ်သုံးပန်းဥပဒေနဲ့အညီဖန်စီထိမ့်သိမ်းထားတယ်လို့ညှဉ်းပန်းနှိပ်စက်ခြင်း တက်ဖြတ်ခြင်းစတဲ့လှုပ်ဆောင်ချက်မျိုးတွေကိုလည်းပြုလုပ်ခြင်းမရှိဘူးလို့အထက်ပါတောင်သာပကဖမှတာဝန်ရှိသူကဆက်ပြောပါတယ်။ပေါင်းတယ်နနက်အစောစေးမှာဆိုင်ကယ်ဈေးတွေကိုလိုင်စင်စစ်ပြီးဖန်စီတိုင်ရဲ့၄သိန်းအထိပေးဆောင်ရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ချမ်းပေါင်းတယ်မျိုးရွှေတီဈေးတစ်နောက်ကနနက်ခင်းအာယုံဈေးလာတဲ့ဆိုင်ကယ်ဈေးတွေကိုရင်းလိုင်းစင်တွေစစ်ဆေးပြီးဒံငွေအစမတန်း တောင်းယူတယ်လို့ဒေတာကန်ဒီစီကနေသိရပါဗျ။ယနေ့ဇွန်လ22ရက်နေ့နနက်ခင်းကစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီးအဲ့ဒီဈေးဟာနနက်6နာရီမှ9နာရီအထိတော်ဈေးတွေကိုအဓိကထားကအစားတောက်နဲ့ကုန်ကြောက်တွေရောင်းချတဲ့အတွက်ဆိုင်ကယ်ဈေးတွေအလားများပြီးဖမ်းဆီးခံရသူများခဲ့တယ်လို့ဒေတာကန်တူကပြောပါဗျ။ဖမ်းဆီးခံရသူအများစုမှာပေါင်းတဲ့မျိုးအစွန်ကြီးရွာတွေနဲ့ဝတ်ပုတ်အင်းမတို့မှာရှိတဲ့ကြီးရွာတွေကိုလှည့်လည်ရောင်းချရသူတွေဖြစ်ပြီး ဆိုင်ကယ်အဆုတ်၃ဘိန်းအဆုတ်တွေကိုဝယ်ယူပြင်ဆင်ကအသုံးပြုကြရတဲ့အတွက်အများစုက license မရှိသူများတယ်လို့သိရပါတယ်။ဖန်ဆီးရမှာတော့ license ရှိဆိုင်ကယ်တွေကိုတစ်ဖက် license မဲ့တွေကိုတစ်ဖက်ရက်ခိုင်းက license မဲ့တွေကိုဒဏ်ငွေဆောင်ခိုင်းတဲ့အပြင်မျက်ပါရှင်းခိုင်းတယ်လို့ဆိုပါတယ်။အခုလို license မဲ့ယင်တွေကိုတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ညွှန်ကြားချက်နဲ့နိုင်ငံတော်မှာဖန်ဆီးနေတာဖြစ်ပြီးမရှိနွမ်းပါသူအများစု အခက်အခဲဖြစ်နေရပေမဲ့သာသနာရင်းနဲ့စစ်ကောင်စီလက်အောက်ခံတွေကိုတော့ မော်တော်ကားထိထောက်ခံချက်ချင်းချက်တွေနဲ့စီးခွင့်ပြန်ပြုတ်ထားပါတယ်။ပရရွာကဒေသခံအုပ်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးပြီးနေအိမ်ကိုလည်းချိတ်ပိတ်ကဖြိုချဖျက်ဆီးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရေဖြူမြို့နယ်အုံးပင်ကွင်းကျေးရွာအုပ်စုပရရွာကဒေသခံအုပ်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးပြီးနေအိမ်ကိုလည်းချိတ်ပိတ်ကမြေတူးဆက်နဲ့ဖြိုချဖျက်ဆီးလိုက်တယ်လို့ဒေသခံစီကနေသိရပါဗျ။ ပရရွာမှာစစ်ကောင်စီတပ်နဲ့ဒေတာတွန်လိုင်းတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ဇွန်လ18ရက်နေ့မှာတော့ပကရွာရှာကုန်းရက်ကွက်ကဒေတာခံဇနီးမောင်နှံနှစ်ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးကာရိုင်းနှက်စစ်ဆီးတာတွေကိုလုံဆောင်ခဲ့တယ်လို့အုံးပင်ကွင်းရဒေတာခံတဦးကဆိုပါတယ်။အဲ့ဒီနောက်ဇွန်လ19ရက်နေ့မှာတော့စစ်ကောင်စီတပ်တွေဟာအဖမ်းခံရသူဒေတာခံအုပ်ရဲ့နေအိမ်ကို မြေတူးဆက်နဲ့ဖြိုချကာ ချိတ်ပိတ်သွားခဲ့တယ်လို့အထက်ပါဒေသခံကအဆက်ပြောပါတယ်။ဇွန်လ18ရက်နေ့ကစစ်ကောင်စီတပ်တွေဟာခွေးမဖောရွာကတားဖနှစ်ဦးကိုလည်းဖမ်းဆီးခဲ့ပြီးဇွန်လ17ရက်နေ့မှာတော့ပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။အခုလက်ရှိမှာတော့အဲ့ဒီဇနီးမောင်နှံနှစ်ဦးကိုမောရဝတီရေတပ်ဌာနချုပ်မှဖမ်းဆီးထားပြီးဖမ်းဆီးရတဲ့အကြောင်းရင်းကိုတော့အသေးစိတ်မသိရသေးပါဘူး။ပရရွာမှာစစ်ကောင်စီတပ်တွေဟာတတုလောက်ွက်တစ်တွေကိုလုံခြုံရေးယူပေးဖို့အတွက်2023ခုနှစ်ကတည်းက အခိုင်အမာတက်ဆွဲခဲ့တာဖြစ်တယ်လို့ဒေတာကန်ရဲ့ပြောပြချက်တွေအရသိရပါတယ်ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်တယ်လို့မိဘပြည်သူများအနေနဲ့ အပင်းနားရှင်ဖို့ဖိမှန်တကပြူရန်ပါတယ်ကျွန်တော်တို့ရဲ့ people radio မြန်မာကိုနားတော်တာရှိသူအားလုံးကိုစက်နဲ့ပြားကျမ်းမာချက်တာပြီးကမ်ပိန်းပေါင်းမှကေဝင်နိုင်ကြပါစေခင်ဗျာ people radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တာမကစက်ပက် radio app ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစက်ပက် radio app ကို Google Play Store သို့မဟုတ် App Store ကနေ comment download ဆိုရင်လည်းကြောင်းတရေကောင်ပွားအပ်လိုက်ပါတယ်ခင်ဗျာဒီလို radio တန်ရီကိုနားဆင်ရင်ပြည်သူ့ရဲ့တီကရှေးစမ်းမယ် Kidu Radio, Kidu Radio, oh, my Kidu Radio.